အခုမြန်မာနိုင်ငံမှာငရင်လုတ်ပြီးတော့မှပေါ်လာတဲ့အင်းဝါမှာငရင်လုတ်ပြီးပေါ်လာတဲ့ရေနန်းတော်အကြောင်းလေးတစ်ချက်ပြောပြချင်လို့ပါအခုကျွန်တော်ရှာထားတာတော့ Google မှာရှာထားတာ Dakin Water Place ဆိုပြီးရိုက်ထည့်လိုက်လို့ရှိရင်ဒီမှာကျွန်တော်တို့အခုအရင်တော့ဘယင်းနေတုံးပြူခဲ့တဲ့ဒီရေနန်းတော်ကိုပြလာတယ်ပေါ့နော်ဒီအရင်တော့ဘယင်းနေတုံးပြူခဲ့တဲ့ရေနန်းတော်ကဘာနဲ့တိဆောက်ထားလဲဆိုလို့ရှိရင်သူကတစ်သားနဲ့အဓိကတိဆောက်ထားတယ်ပြောလို့ရှိရင်သူကအပေါ်မှာအချွန်တက်တွေရှိတယ်ဘယင်းနေရဲ့ အာနန်းတော်တွေရဲ့ထုံးစံအတိုင်းပေါ့နော်အပေါ်မှာအချုံတက်တွေနဲ့ရှိတဲ့အလှဆင်တာတွေပြီးလို့ရှိရင်သူကတစ်သားနဲ့တိဆောက်ထားတယ်သူကဟိုအဲရေဇက်နာပေါ့နော်ပင်လေကန်းဇက်တို့မြစ်မြစ်ကန်းဇက်တို့နားမှာအဓိကတိဆောက်ထားရှိတယ်ပေါ့နော်အခုတွေ့တဲ့အာအခုတွေ့တဲ့ဒီ the skin water place ရေနန်းတော်ကလည်းဗမာရှိတယ်ဆိုလို့ရှိရင်မဲနုအုပ်ကြောင်းနဲ့အေယာဝရီမြစ်ရဲ့ဂျာ မဲနုအုပ်ကြောင်းတွေတို့မှာကြည့်ရင်အရှိအမြောက်ဖက်တက်တက်မှာရှိတယ်။မဲနုအုပ်ကြောင်းအရာဝတီမြည့်ရဲ့ဂျားဆိုတော့အရာဝတီမြည့်ရဲ့နှစ်ဖူးမှာလည်းဖြစ်နေတယ်ပေါ့နော်။အော်စဉ်းစားရတာရှိတာကဒါတကယ်ပဲဒီရေနန်းတော်လားဆိုတော့စဉ်းစားမယ်။နောက်တစ်ခုကဘာမစဉ်းစားလို့မရဘူးလဲဆိုတော့အရင်တော့ဘယင်းနေတည်ထားခဲ့တဲ့ရေနန်းတော်ဆိုတာကအပေါ်မှာအချွန်တက်တွေရှိတယ်။ပြီးလို့ရှိရင်တစ်နဲ့အဓိကတိဆောက်ထားတယ်လို့ပြောတယ်။လက်ရှိဟာကကြတော့ foundation အခိုင်မှာချပြီးတိဆောက်ထားတာဖြစ်တယ်။ အထဲမှာမြင်ကြရတဲ့ရှုပ်လူတွေကလည်းပြောတာကဒီမယ်နူးအုတ်ကြောင်းရဲ့နားမှာပေါ်တဲ့ဒီ the skin water plate အာဒီရေရေနန်းတော်ကအခုကသူကသူတို့ပြောတဲ့ပုံစံဒီအပေါ်ကမြင်နေတာအသူတို့ကအမိုးလို့သူကပြောနေတယ်ပေါ့နော်အမိုးဆိုရင်ဒါဒုံးဒီဖြစ်နေမယ်နူးအုတ်ကြောင်းကြောင်းတောင်မှာအပေါ်မှာအဲ့လိုအပိတ်ကြီးမဟုတ်ပေါ့နော်အခုကအပေါ်မှာအပိတ်ကြီးဆက်လက်လောင်းလာလို့ဖြစ်နေတာပေါ့ဆိုတော့ဒါကတော့ပေါ်ကြီးမှာပဲအဓိကတိမှာပေါ့နော်ဘာပြောချင်တာလဲဆိုတော့ အဲဘာပြောချင်တာလဲဆိုတော့အဲဒီ menu အောက်ကြောင်းနဲ့ menu အောက်ကြောင်းနဲ့အရာဝတီမြည့်ရဲ့ကြားမှာရှိနေတယ်အဲအခု menu အောက်ကြောင်းနဲ့လည်းနီးတယ် menu အောက်ကြောင်းလည်းနီးတယ်ဆိုတော့ဒါကဟိုတကယ်ပဲတကယ်ပဲဟိုဟိုတကယ်ပဲရေနှန်းတော့လားဒါမှမဟုတ်တခုစဉ်းစားရရှိတာဘာလို့သွားစဉ်းစားမိလဲဆိုတော့အရင်တုန်းက menu က menu ရဲ့အောက်ကြောင်းရဲ့အောက်မှာ तू ကအာ तू က menu ကအရင်တော့အရန်ဆိုးခဲ့တဲ့ အရန်အရန်ဆိုးခဲ့တာပေါ့နော်နမ်းမတော်မဲအရန်ဆိုးခဲ့တဲ့မယ်နုသူ့ရဲ့နာမည်တော့ခေါ်လို့မရဘူးအမည်ပေးရတော့သူ့ရဲ့နာမည်ထည့်ပေးလို့မရဘူးနုနုဆိုတဲ့အအမည်စကားလုံးတော့အာဒီပြည်သူတွေကထည့်လို့မရဘူးပေါ့ဆိုတော့အနုလို့အတန်ကြားရင်တော့မှပဲတက်တဲ့တက်တာပေါ့နော်တက်တယ်ဆိုတော့နောက်တစ်ခုကအဲ့အချိန်မှာအနုနုဆိုလို့ရချင်းဒီအရွက်တောင်မှနုနုလေးအရွက်နုနုလေးလို့တော့ပြောခွင့်မရှိဘူးအရွက်ထွတ်ထွတ်လေးအဲ့လိုမျိုးလေးပြောရတာအဲ့လောက်ထိတောင်မှ ကြောက်ဖို့ကောင်းတာပေါ့เนาะဆိုတော့နောက်တစ်ခုကသူ့ရဲ့ menu အုပ်ကြောင်းရဲ့ဒီအောက်မှာအာအရင်တော့ကဒါပြောမလို့တမိုင်းစကားအရာကြာဘူးနာဝအရာဆိုရင် menu အုပ်ကြောင်းရဲ့ဒီအောက်မှာသူကဒီလူတက်တဲ့လူတက်တဲ့အဲလူတက်တဲ့အဆောက်အဆောက်အဦးပေါ့နော်အဲ့ဒါရှိရလူတက်တဲ့အဆောက်အဦးရှိရ menu အုပ်ကြောင်းရဲ့ဒီအောက်မှာလူတက်တဲ့အဆောက်အဦးရှိရဆိုတော့အဲအဲ့ဒါလည်းလက်ရှိမှာပိတ်ထားတာမသိနိုင်ဘူးဆိုတော့ကျွန်တော်ထင်တာတော့ဒီ menu အုပ်ကြောင်းရဲ့ဒီလက်ရှိဘေးမှာပေါ်လာတဲ့ ီဟာကြီးကသူတို့အရင်တည်းကဟိုဒီမန်နူးအုပ်ကြောင်းနဲ့ဆက်ဆက်နေတာလားပေါ့မန်နူးအုပ်ကြောင်းနဲ့ဆက်ဆက်နေဒီရာသွေနဲ့ဆက်ဆက်နေတာလားအရင်တည်းကသူကဇာသွင်ရှိတာဒီမြေအောက်ခန်းထဲမှာလူကိုတက်တယ်လူတွေတက်တဲ့နေရာတွေအကျဉ်းထောင်တွေဓာတ်တွေတိဆောက်ထားတယ်ဆိုတော့ဒါတကယ်ပဲမန်နူးအရင်တော့ကလူတွေတက်ဖို့အတွက်တိဆောက်ခဲ့တဲ့ဒီအဆောက်အအုံကြီးလားဆိုတော့ကျွန်တော်တို့ကပြန်စဉ်းစားရမှာပေါ့နော်ပြန်စဉ်းစားမယ်ဆိုတော့ ဟိုအရင်တော့လူတွေကပြောတာကတော့မနူးအုတ်ကြောင်ရဲ့အောက်တက်တက်မှာဒီအဆောက်အဦရှိတယ်လူတက်တဲ့အဆောက်အဦရှိတယ်လို့ပြောကြပြင်မဲ့ကျွန်တော်အထင်ကတော့ဒီလိုမျိုးကြီးတော့ဟိုဖျားကြီးရဲ့အောက်ဒီကြောင်ကြီးအောက်မှာလူမတက်လောက်ဘူးပေါ့နော်အခုလှုပ်ချင်လှုပ်တက်ချင်တက်သူတို့ဖျားနဲ့နီးရဲ့ဒီသူတို့နေရာရဲ့နီးတဲ့နေရာတစ်ခုမှဒီလိုစီစဉ်ထိုင်မယ်လို့တွေးမိတာပေါ့နောက်တစ်ခုကလက်ရှိဟာဒါဟိုပျို့ပြက်ပြီးတော့မှ ပြန်ပြီးဖုံးသွားတဲ့အနေထားမဟုတ်ဘဲနဲ့အရင်လည်းအဒီညီအောက်ထဲမှာစောက်ထားတဲ့ပုံစံအနေထားကိုလက်ရှိတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါကတကယ်ပဲမန်နူးရဲ့အရင်တော့ကလူတွေတက်ဖို့အတွက်ကိုစီစဉ်ခဲ့တဲ့ဒီညီအောက်လှိုင်ကောင်းကြီးလားညီအောက်အဆောက်အုံကြီးလားဆိုတာကိုကျွန်တော်တို့တွေးလို့ရတယ်ပေါ့နော်တွေးလို့ရတဲ့အထောက်အထားရှိနေတယ်ဆိုတော့အမ် ဘယ်လိုပြောရမလဲဒါကတော့ဖော်ကြီးမှအတီးကြတိမှာပေါ့နော်ဒါဖော်ကြီးမှအတီးကြတိမယ်ဒါကတကယ်ပဲအာရေနန်းတော်ကြီးပဲဖြစ်နေမလားမဲနုရဲ့လူတက်တဲ့ဒီအခန်းကြီးပဲဖြစ်နေမလားဆိုတော့ညီအောက်ခန်းကြီးပဲဖြစ်မလားနေမလားဆိုတာတော့ဒါအခုလက်ရှိမှာလဲပေါ်နေပြီရှေးဟောက်သူစေတနာတွေလဲစစ်စင်းနေပြီဆိုလို့ချင်းဒါကတော့တိမှာပေါ့တော့လက်ရှိမှာတော့တိုးလို့တိုးလို့နေပဲဖြစ်နေတယ် အဲရင်နန်းတော်လို့ပြောလိုက်ရတဲ့အကြောင်းအရာလေးကတော့ဘာရှိလဲဆိုလို့ရှိရင် AOD မြင့်တဲ့နှစ်ဖူးတင်မှာရှိနေတယ်အဲအဲ့တခုပဲပေါ့နော်ဒါမဲ့ AOD မြင့်ရဲ့နှစ်ဖူးတင်လေးမှာရှိနေတယ်အဲဒီတခုပဲပြောလို့ရတယ်ပေါ့နော်ကြာနာတော့ရင်နန်းတော်ရယ်လို့တိတိကျကျပြောလို့မရတဲ့အချက်တွေအများကြီးရှိနေတယ်ရင်နန်းတော်လို့ပြောလို့မရတဲ့အချက်တွေအများကြီးရှိနေတယ်ရင်နန်းတော်ဖြစ်ခဲ့မဲ့ဆိုရင်တော့မှပဲအကောင့်တိုင်းတော့မဟုတ် တော့ဘူးဘာဖြစ်လို့လဲဆိုတော့ ရင်နန်းတော့ဆိုရင်တော့မအကောင်းတမ်းမဟုတ်တော့ဘူးဘာလို့လဲဆိုတော့အုတ်ခုံလောက်ပဲဖြစ်နိုင်မယ်ရင်နန်းတော့လို့ဖြစ်ခဲ့ရင်တော့အုတ်ခုံလောက်ပဲဖြစ်နိုင်မယ်အဓိကရင်နန်းတော့ကအရင်ကဘယင်တိဆောက်ခဲ့ရင်နန်းတော့ကအဓိကတစ်သားနဲ့တိဆောက်တယ်ပြောလို့ရှိရင်အပေါ်မှာအချွန်တက်တွေရှိနေတယ်ဒီတစ်သားတွေမရှိတော့ဘူးအချွန်တက်တွေမရှိတော့ဘူးဆိုလို့ရှိရင်ဒါအုတ်ခုံသဘောမျိုးလောက်ပဲဖြစ်နေမယ်တကယ်လို့ရင်နန်းတော့မဟုတ်ခဲ့ဘူးဆိုလို့ရှိရင်တော့ဒါမယ်နူးရဲ့အရင်ကလူတက်တဲ့အခန်းကြီးလားဒီအဆောက်အုံကြီးလားဆိုတာတွေးဖို့ရှိတယ်ဒါဖြစ်လို့လဲဆိုတော့ ရင်ထဲကမေနုကလူတက်တာလူတက်တဲ့အဆောက်အုံကမြေအောက်ခန်းထဲမှာရှိနေတယ်လို့လည်းအရင်ထဲကဒီရာဇဝင်တွေမှာကြားဘူးတယ်ဆိုတော့ဒါပေမဲ့အဲ့ဒါကြီးကတော့လုံးဝပျောက်နေတာပေါ့နော်အဲ့ဒီတွက်ကိုဒီအဆောက်အုံကြီးကမေနုရဲ့အကြောင်းနဲ့ပဲဒါလိုက်ဆက်နေတာလားဒါမှမဟုတ်တက်တက်ခွဲထွက်နေတယ်တတခွဲထွက်နေတယ်လူတက်တဲ့ချိန်အကူသွားမယ်အာဒီမြောက်ခန်းထဲမှာတက်မယ်ဒီပုံစံမျိုးလေးများဖြစ်နေမလားဆိုတော့တွေးမိတယ်ပေါ့နော်ကဲဒါအဖြစ်မှန်လားမမှန်လားဟုတ်လားမဟုတ်လားဆိုတာကတော့ အခုလက်ရှိအာဒီသူစေတရပညာရှင်စစ်စေးတွေလုံနေတဲ့ပြီးရင်တူးခေါ်နေတဲ့ဒါတွေပြီးွားရင်တော့ဒီအဖြေကတီးရမယ်ဒါတွေပြီးွားရင်တော့ဒီအဖြေကတီးရမယ်ပေါ့နောက်တစ်ခုပြောချင်တာကဒီနှစ်ခုလုံးမဟုတ်တာလည်းဖြစ်နိုင်တယ်ရင်နှောင်းတော်မဟုတ်တာလည်းဖြစ်နိုင်တယ်မေနူးအုပ်ကြောင်းရဲ့အဲအောက်မှာရှိတဲ့လူသက်တဲ့ဂုံလူသက်တဲ့အဆောက်အုံမဟုတ်တာလည်းဖြစ်နိုင်တယ်အခြားအဆောက်အုံတစ်ခုခုလည်းဖြစ်နိုင်တယ်ဆိုတာတော့ ဟိုအသုံးချက်ရှိတာပေါ့နော်ရေနန်းတော့မင်းနူးရဲ့လူသက်တဲ့အဆောက်အအုံဒါမှမဟုတ်အခြားတစ်ခုခုတော့အဆောက်အအုံဆိုတာဒီသုံးမျိုးဖြစ်နိုင်တယ်ပေါ့နော်အခုလက်ရှိဖြစ်နိုင်ဆုံးကတော့မင်းနူးရဲ့လူသက်တဲ့အဆောက်အအုံ ဖြစ်ဖို့ကများတယ်ဘာဖြစ်လို့လဲဆိုတော့မင်းနူးရဲ့အုတ်ကြောင်းရဲ့နားမှာရှိနေတယ်အရာဝတီအဲမြန်နူးရဲ့အုတ်ကြောင်းထဲမှာရှိနေတယ်ပေါ့နော်ပြီးတော့မြေကြီးထဲမှာမြုပ်ထားတဲ့အဆောက်အအုံဖြစ်နေတယ်ဆိုတော့ဒါကမြန်နူးရဲ့ လူသက်တဲ့အဆောက်အုံဖြစ်ဖို့ကတော့များပါတယ်ခင်ဗျာအေယာအေယာဝဒီမြင့်ရဲ့အေယာဝဒီမြင့်နဲ့မေနူးအုတ်ကြောင်းကြားမှာရှိနေတယ်ဒီလက်ရှိရပါတော့မေနူးအုတ်ကြောင်းရဲ့အရှိမြောက်ဖက်တက်တက်မှာရှိနေတယ်အေယာဝဒီမြင့်နဲ့မေနူးအုတ်ကြောင်းရဲ့ကြား